ဲ့တော့အာဒီချိန်ကူမှာရွှေပြည်ရွာမှာစာသင်ကျောင်းထဲမှာရှိနေတဲ့အကြံပတ်တွေကိုဗစ်တူရှင်းလိုက်တဲ့နေရာမှာအယောက်၄၀နီးပါးလောက်လစ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒိုင်ရန်ရလောက်တွေ့ရတယ်။၂၀ကျော်လောက်လစ်သွားတာကိုကျွန်တော်တို့ကြားသိရတာရှိတယ်။ညောင်ဘုံရောင်မှာလည်းထုံနေလကောင်ဆယ်လေးရောက်လောက်ကဒိုင်ရန်ရလည်း၁၈ရောင်၁၈ရောင်နီးပါးလောက်ကတော့အသေးအံဖြစ်တယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။တပ်မတော်ကဒီလိုမျိုးဟိုပိုင်ပိုင်နေနေကိုလုံနေတာကိုတွေ့ရတယ်။လုံနေတာတွေ့တာဒုသာစီဒုသာစီတော့ကျွန်တော်ပြောတာမဟုတ်ဘူး။ရှင်းလား။ဘာကြောင့်လဲ 但原呢，一家那才专业很厉害，老把人们盯的，在那干民的旁忙走路没有，高门当平方伟呢，要家都家大人没走，到处当工人没走，经常这个七代那老大个先看病，标不标得？哪里有标不标得？哎 <noise> 呦，我这就个楼上的那工人经常高们问一天去的，哎呀，这个谁不知道？打开看哪里啊嘞？ တောသူတောင်သားတွေမှာတနတ်တွေကိုကင်ပြီးတော့မှတကယ်ပဲတောင်တော်ကိုပဲတိုက်ယူလို့ရမှာလို့လို့ဘာလို့ညာလို့တစ်ဖက်ကဂျင်းတွေထည့်ပြီးတော့မှသူတို့တွေလည်းအဲယူကြောင်ဝူကြောင်တွေဖြစ်နေကြတာမလို့ကျွန်တော်ရှင်းတာအဲ့တောသူတောင်သားတွေစာလည်းမတက်ဘူးဘာမှမတက်ဘူးကာကြီးခါခွေးတော့မှပြင်းပြောင်းခေါ်လို့ပြောရေးတတ်တာမဟုတ်ဘူးအဲ့တော့တစ်ဖက်အကြမ်းတွေကအာတောင်တော်ကိုမုံတီးပြောင်းသူတို့ကမုံတီးဖြစ်သွားတော့တောင်တော်ဘာဖြစ်ရေးဆိုဘာဖြစ်ဖြစ်သွားလို့အဲ့ဒါကြောင့်ကျွန်တော်တို့ကဟာဒါဒီသူတို့တွေအတတ်မသိအောင်နောင်ရေးတွေကောင်းအောင်နောက်ခါကျတော့အမျိုးဘာသာတာနာကိုဟိုစောက်စောက်နိုင်အောင်ဆိုတော့ဒါကျွန်တော်တို့ကဟာ ထွက်ပြီးတော့ပြောပြရတာဖြစ်တယ်เนาะကျွန်တော်ပြောပြတာဖြစ်တယ်ဒါကြောင့်လည်းကျွန်တော်အမောက်ခံပြီးပြောပြတာဒီတန်းမှာ comment တွေ like လို့ကတော့ကျွန်တော်ဆဲကျွန်တော်ပြန်ဆဲခိုင်းတာလားကျွန်တော် manager လည်းအကုန်ပြန်ဆဲခိုင်းတာလားဘာကြောင့်လဲဆိုရင်မှန်မှန်ကန်ကန်နဲ့ပြောရဆိုလို့ချင်းနားထောင်ဘာဖြစ်လို့တစ်ဖက်အကြမ်းဖက်အဖွဲရဟာတွေဆိုလို့ချင်းလုံးဝလက်မခံနဲ့ပြန်ဆဲဘာဖြစ်လို့လဲဆိုတော့တိုင်းမျိုးလာဖြတ်စည်းတာမဟုတ်လို့တိုင်းမျိုးဖြတ်စည်းရင်ဘယ်သူမှလက်မခံနဲ့လို့ကျွန်တော်ပြောပြီးသားချင်းအဲ့တော့ကျွန်တော် manager လည်းကျွန်တော် direct ပြန်ပြီးတော့အဲကောမန့်တွေတုံ့ပြန်ခံတယ်အရင်တော့မတုံ့ပြန်ခံအခုနောက်ပိုင်းတုံ့ပြန်ခံတယ်ဘာဖြစ်လို့လဲဆိုတော့တအားကိုရိုင်းဆိုင်တာရိုင်းဆိုင်တာကအာဘယ်လိုဖြစ်လို့ဆိုတော့ကျွန်တော်စင်းတာလက်ခံလို့ရတယ်ဆိုပေမဲ့ပြည်သူတွေကိုအစိတ်တိုက်တာကြတော့ကျွန်တော်လက်မခံဘူးဒါချင်းချင်းတွေပြည်သူတွေကိုအတွေးခေါ်အသိဉာဏ်ပြန်ပြန်မှားရင်းသွားမယ်ဆိုရင်ကျွန်တော်ကလက်ခံလို့မရဘူးเนาะနောက်တစ်ခုကျွန်တော်ထပ်ပြောမယ်အဲဒီ KMB နဲ့ဘက်မှာဆိုဒီ concrete မျိုးမှာ concrete မှာဆိုလို့ချင်းထိပိုးဆန်ကြေးရွာနဲ့ queenball line ကြေးရွာဈာမရှိတယ်ကျမောက်ကျမောက်ခြံရှိတယ်ဗျအဲကျမောက်ခြံမှာတမလုံနဲ့အဲပွဲတွေကနေရှိတယ်ပွဲတွေကနေတော့တော်တော်များများထိတာလေအဲမှာကလုတ်ထူးဖြူပါဆိုတာမှဒီစစ်ကြောင်းက အတမ၃လုံးတမ၅လုံးတမ၇လုံးရှိတယ်။အဲကောင်တွေကတမလုံးနဲ့ဝိုင်းပြီးတတ်တာကြတယ်။တမလုံးဒုံးတွေကကာမီကာဆက်တော့တနက်ကြီးတော့မေဆိုင်တွေကဘုံတွေကအကုန်ချလာ။ချတော့တိတ်လိုက်ကြလာဆိုတတ်တော့လည်းပဲလို့ကျွန်တော်ကြားသိရတာရှိတယ်။အဲ့ဒီဘက်ကနော်အဲ့ဘက်ကကြားသိရတာရှိတယ်။နောက်တစ်ခါဝိုင်းမော်ဝိုင်းမော်ပဲဆိုလို့ရှိရင်လည်းပဲဒါဝိုင်းမော်ပဲဆိုရက်ွက်တုံးမော်ဟုတ်တော့ဟုတ်တော့ဟုတ်တော့အဲရက်ွက်တုံးမှာအာအကြမ်းဘက်အဲအကြမ်းဘက်ဟိုနေလုံနေအကြမ်းဘက်ဒီစုခွဲတဲ့နေရာလို့ပဲပြောမှာပေါ့ဗျာအဲတမလုံးက အာဘုံကြဖြစ်သူရှင်းနေလိုက်တာကိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့မှာလည်းပဲအဲဖြစ်သူရှင်းနေတော့အသေးပြောက်ပါတော့ရှိတာပေါ့မရှိဘူးဆိုတာအကြောင်းမရှိဘူးလေရှိကြတာပေါ့နော်အနေနဲ့အများပဲရှိတယ်အဲ့တော့ဒုသတဲ့ဒုသတဲ့မရှိပါဘူးဒီကချင်တွေကလည်းပဲကျွန်တော်စောစောပြောလို့ပေါ့ဟိုဘာမောင်မာလည်းပဲပြည်သူလူထုရဲ့မျက်ရည်ကြောင့်ဒီကောင်တွေလည်းတောက်ကတွေဝင်နေပါပြီနော် ဗမာပြည်သူတွေမြေရောက်ကထင်းနေဒီကရင်လက်နက်ကိုင်နဲ့တောကတွေဝင်နေပါပြီတောင်တော်ရဲ့ကုံချင်းကုံဝါကြောင့်လည်းပဲဒီကောင်တွေတောကတွေဝင်နေပြီအဲ့တော့အဲ့ဒါတခုကောင်းတယ်ဒီကောင်တွေနိုင်နိုင်နေနေဖိနိုင်လို့ဆိုရင်အဲ့ဒီဗမာနေရအေဂျင်နာအေဂျင်နာလို့ဆိုရင်အဲကုလူရောင်းဝယ်စီးဝါးကြီးလေးလှုပ်ဆောင်နိုင်မှာအဲ့ဗမာမျိုးစုမျိုးသားတွေအားလုံးကတောင်တော်ကြီးကိုဟိုမျက်နှာငင်နဲ့ကြည့်နေကြတာတောင်တော်ကြီးကဘယ်နေများအပြီးတိုင်နိုင်ငံတော်အစိမ်းနဲ့လာပြီးတော့မှရှင်းလင်းထိမ့်သိမ့်မလဲဆိုတာပြီးတော့ဗမာကပါသွားတဲ့နေရာမဟုတ်တဲ့ခါကျတော့အဲခွာစက်လည်းမဟုတ်တဲ့ခါကျတော့သူကခံစက်မှာမှတောက်ခံလာတဲ့နေရာဖြစ်တဲ့ခါကျတော့အဲအကျန်းဖက်တီက အထဲမှာရောက်နေတဲ့အကြမ်းဖက်တွေကအပီးတိုင်မထွက်သေးဘူးပေါ့ဟိုတိုက်ထဲမှာတစုဒီတိုက်ထဲမှာဆိုရက်ွက်တင်းနဲ့၃၄၅အဲအဲမှာဟိုနာတစုဒီနာတစုတွေနဲ့ဒါမျိုးတွေအများကြီးပဲဖြစ်နေကြတယ်အဲပြောင်ပွားစာကျင်းနေတာအဲ့ဒါကိုတမ်လောင်ကရှင်းနေတာလေတမ်လောင်လက်လက်တိုက်ချက်ဒီကောင်လေးကချတယ်တမ်လောင်ကတော့ drone တွေနဲ့တောက်ချောက်လိုက်ရှင်းနေတာရှိတယ်အဲ့တော့နိုင်ငံတော်ဆင်းတဲ့ဟိုတိုင်တိုင်လေးရှင်းနိုင်တယ်ဆိုတော့အဲဗမာပြည်သူပြည်သားတွေရဲ့အားငယ်ညှိုးနေနေတဲ့မျက်လုံးလေးနဲ့တမ်လောင်ကိုကြည့်နေတယ်ဆိုတာကိုတော့ကျွန်တော်နေနေမြင်တွေ့နေရတယ် အဲ့လိုမျိုးသားတကယ်တော့တက်တော့ကဗမော်ကြီးကိုဘုံတိုင်းဆိုပြီးတော့ဒီဘောလုံးလိုများချပေးလိုက်မှာဆိုရင်ဒီမျက်နှာငယ်လေးနဲ့ကြီးနေတဲ့တက်တော့ကိုညှိုးငယ်စွာကြီးနေတဲ့အကြီးတွေကကြီးဝင်တောက်ပါလာလိမ့်မယ်ပျော်ရွှင်ကြလာလိမ့်မယ်ပြည်သူတွေပျော်ကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ကြောင်းနဲ့ကျွန်တော်ပြောချင်တယ်အဲ့တော့တက်တော့ကြီးကလည်းပဲအဲနေမီဆူမနိုင်ပါလေလို့ပဲဒီနေ့ကကျွန်တော်ဆူတောင်းရမယ်ဟာတော့ဆူတောင်းပေးတာတော့နောက်ကမလေးအချိန်တန်းမှရှိတဲ့အင်ဂျင်မြိုင်နေတောင်းကြံကာကွယ်ရေးလို့နောက်တစ်ခါကျတော့ ်ဆေတော်ကြီးကြီးလောင်တမန်တို့ကိုတမန်တော်ကအပီးတိုင်အပြန်လဲပြီးတော့ကျွန်တော်ထိမ့်သိမ့်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်တွေ့ရတော့အဲ့ဒီမှာဆက်ထိမ့်သိမ့်တဲ့သူလဲတိုက်ဝဲတွေတိုက်တဲ့ခါမျိုးထိမ့်သိမ့်ရတာဖြစ်တဲ့အတွက်အကြံဖက် PDF အကြံဖက်ဗရက်တွေတော်တော်များများတည်တည်ပြီးတော့မှယာနေထိတည်တည်ပြီးတော့မှခံစားကြရတယ်ရှိတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်နောက်တစ်ခါကျတော့ဒီပင်လောင်းဘက်ကိုပြောမယ်ဆိုဖဲခုံဘက်မှာလည်းပွဲကားတာရှိတယ်အဲဖေကုတ်ဘက်မှာပွဲကတော့ဒုံးတွေလက်နဲ့ကြည့်တဲ့နယ်ဆုံးမှာတော့ဒီရှမ်းတောင်တော်လိုင်းကြီးဆိုတဲ့ကောင်တွေတည်ကြတာပေါ့ဗျာအဲ့မှာဆိုလို့ရှိရင်သူကတောင်မဲသိန်းတို့မြောက်စာလုံးတို့ တော်ရန်ရွာတို့မှာတပ်မတော်ကနေမီတွေရှိတဲ့ပီယန်နိုနဲ့ပေါင်းပြီးတော့နေမီရှိတဲ့အခါကျတော့အဲ့မှာတည်တည်မှုတွေတအားများတယ်လို့ပဲကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်။နောက်ကတပ်မတော်ကဒီဒိုင်ကော်တို့ဒီမော့ဆိုတို့ပရူဆိုတို့ဘော်လကဲတို့အိုက်ဖဲကုံတို့ကိုတပ်မတော်ကအချောင်းငါးချောင်း တဲ့မလို့ကအခုကဒီ right call ပဲဆိုလို့ရင်ဒီမောဆို right call လို့ဒီမောဆိုလို့ cruise လို့ဘောလက်ခဲတော့အဲ့မှာအာဘောလက်ခဲလို့ဖဲကုန်တို့ပေါ့အဲ့ရစစ်ကြောင်း၅ကြောင်းလောက်ထိုးနေတော့အဲ့မှာမို့တော်တော်များများတည်ကြည်ကြတာပဲတဲ့မလို့ကလည်းအမုံကျွေးနေတာပဲဒီမောပြပတ်ဆို KNBP တွေတည်တယ်, KNDF တွေတည်တယ်တော်တော်များများတည်တယ်ဗျတော်တော်များများတည်တယ် အဲ့ဒါလည်းချားနေကြတာပဲတမ်လောတမ်လောကလည်းပဲအခုကတော့တမ်လောကအသာသီးရဖြစ်တယ်ပြည်သူမြေတာခံယူလာတဲ့ခါကျတော့အဲဘယ်လိုမျိုးထူးခြားသွားလဲဆိုတော့နေမြေကန်တည်းတရင်ပေးတယ်အချမ်းပဲရှိတဲ့နေရာတွေကတရင်ပေးတယ်အဲ့တော့ကောင်းကောင်းချားတယ်ကောင်းကောင်းတုပ်တယ်တမ်လောကအခုကပြည်သူမြေတာကိုပြန်ခံယူနေတဲ့အဲတမ်လောအဖွဲ့အစည်းဖြစ်နေတဲ့အတွက်ပြည်သူတွေကဒါလိုတရင်ပေးလို့တမ်လောဘက်ကအကြဆုံးမရှိတဲ့လောက်ကိုရှာပြီးတော့အဲလောကအောင်မြင်မှုတွေပွဲကျန်တာအလောကအောင်မြင်မှုအချမ်းသာကြီးဖြစ်နေတာတမ်လောမှာအဲ့လိုရှိတယ်နောက်တစ်ခုကျွန်တော် အဲဘယ်နေရာပြောရမလဲဆိုတော့ရခိုင်ပြောပြီးတော့ကျွန်တော်ပြိတ်လိုက်တယ်နော်ရခိုင်ကတော့မျက်နှာရဲ့58နဲ့မြောင်ဝင်းနေဘဝကိုဟို58ရောက်တက်ပြီးတော့အရောက်ပါနေရာတော့တရားရရတယ်မနေ့ကကြွေးချက်ကတော့အဲတော်တော်ဒီထွန်မျက်နှာရဲ့အဲမွေးနေ့ပဲ happy birthday ပေါ့ happy birthday ထွန်မျက်နှာကြီးဆိုပြအဲမှာအဲတောက်ချောက်ကြွေးတာ အပုံတဲ့ကြောမှာဆိုတော့ဗန်တယုတ်ရောက်မှာကျွေးတဲ့ဟာဆိုတော့ဒါဗန်တယုတ်ရောက်တာ A ရဲ့အမကန်နေနေပဲအမကန်ရောက်အမကန်နေပြီပဲအဲ့မှာစုဖွဲ့ပဲအဲ့မှာ A ရဲ့စုဖွဲ့နေတဲ့နေရာနဲ့အတိုင်စကားကိုတောင်းမှာပဲ၄ချောင်းနဲ့တစ်ချိန်ပထမတစ်ချိန်ချအိုးအဲ့မှာအာဒါဓာတ်ပေါ်လီလောက်ောက်လူနာပါညာဟိမင်းတို့ဘာဖြစ်လဲငါတို့ဘာဖြစ်လဲဆိုပြီးတော့မှဘုံတိုင်းကျပြီးဝင်လာတဲ့အချိန်နောက်တန်းတန်းလေးလိုက်ကြတယ်နောက်တလုံးအိုးဆိုအကုန်လုံးအပေါင်းပါနေနဲ့စုပေါင်းစုပန်းနဲ့တွားကြတယ်အဲ့မှာလည်း၂၀ကျော်၃၀နီးပါးလောက်လက်တယ်လို့ကြားတယ် 25ရောက်လောက်တန်ရပြီ24ရောက်လောက်ကတော့25ရောက်လောက်ကတော့အသေးတန်24ရောက်လောက်ကတော့နည်းနည်းပပလို့ပဲပြောတယ်နော်အဲ့လိုကျွေးတာကျွေးတာနောက်အပုံနဲ့ကျုံးမှာပဲကွမ်တောင်ရောက်မှာလည်းပဲထပ်ပြီးတော့ဟိုတက်မလောကနေကောလက်ဆောင်ထပ်ပေးတယ်ဘာပေးလဲဆိုတော့ဒီခါမှတုံးလေးလေးရနေကောမှာလက်နဲ့ကြီးတရားသက်တဲ့အမောကျွေးတာကျွေးတော့သူတို့လည်းတော်တော်ကြီးကိုနိမ့်နိမ့်ကြိုက်ကြိုက်ကိုလက်ခံပါတယ်တင်ပါတယ် happy birthday happy birthday ကိုတက်မလောရဲ့ပေးတဲ့ happy birthday ကိုသူတို့တော်တော်လက်ခံပြတဲ့တင်ပါတယ် ိုင်းမှာတိတ်လိုက်တဲ့အေးတွေလည်းအဲ့မှာတော်တော်တည်ကြတယ်။အဲ့ပုံနဲ့ကျိုးဆိုလဲကျွန်တော်မနေ့ကတော်တော်ကြေးတာတော့ပုံနဲ့ကျိုးဆိုလို့ကျေအောင်ပြီပြေးကြေးရမှာလား။တော်တော်၄ချောင်းနဲ့တောင်းချောင်းဆုံးမှာပူနီလက်ဆောင်လေးပြေးအောင်တိုင်ကွမ်းနဲ့အဲ၄၈ယောက်တော့ကမှမထင်ဘူးသူတို့လက်တယ်။ဘာလို့ဆိုကျွန်တော်သိရှိတယ်အဲ့၃၄၀လေးတောင်မှအဲ့ပုံနဲ့ကျောင်း304လောက်မှာအယောက်60လောက်ရှိတယ်။ဒဏ်ရရတဲ့လူတွေမပြောသေးဘူး။အဲ့ပြောလို့ပြောတာမဟုတ်တော့။အဲ့ကျွန်တော်ပြောလို့ပြောကျွန်တော်ရည်နေလို့ဆိုတော့ကျွန်တော်ပြောမတဲ့တော့ကျွန်တော်သူများတွေတည်လို့ကျင်တော့အီရီရှင်းတော့မှာအဲ့အဲ့မှာရည်တဲ့ပြည်သူတွေစပြောပေးနေတာ။ အဲအေးတွေမရှိလို့ကျင်ပြည်သူတွေအေးတဲ့တဲ့ပြန်နေရမယ်စီးပွားရေးတွေလုပ်ငန်းတွေဆောင်တာတွေပြန်လုပ်ရမယ်အဲ့တော့သူတို့ကိုယ်စားကျွန်တော်ပြောပေးနေတာအဲ့လားလားတေလို့ရည်နေတာမဟုတ်အဲတချို့အတွေးမှမှဆိုလို့ပြောတာနောက်အဲ့ပုံစံကျိုးတွေပါညာကက်ပြီးသားတော့ပြေးပြီးလားဆိုတော့မင်းညာထိုက်ကြွေးတာအဲ့မင်းညာမျိုးသေးရောက်ကွမ်းမှာကျမိုးတိအောင်ဘော်ဒါဆောင်ဆိုတာကအဲ့မှာသူကအေးဒီရဲ့အဲ့မှာအေးဒီကစစ်သားရောရဲ့အဲ့မှာဘော်ဒါဆောင်မှာအထိုက်စခန်းလုပ်ထားတာ အတိုင်းငန်းလောက်လာတာအဲ့ဒါလည်းအဲ့ရပဲတရင်ပေးတာဗျာတရင်ပြီးတော့တန်းတော်ကလည်းပဲသွားပြီးတော့အဲ့ညမှာလက်ဖွဲ့သွားပေးတာပေါ့ဗျာလက်ဖွဲ့မခေါ်ဘူးဗျာအဲ့ပါဝင်းနေလက်ဆောင်ကောင်းပါဟာပြီးပါလေလက်ဆောင်ကျမနော်ပြဲအဲ့လက်ဆောင်သွားပေးလိုက်တော့သူတို့လည်းအဲ့မှာလည်းတော်တော်လစ်တယ်တော်တော်လစ်တယ်အေးဒီအဲ့မှာ3-50လောက်လစ်သွားတယ်အဲ့တော်တော်များများလစ်တယ်လစ်တယ်လစ်တယ်အဲ့တော့တန်းတော်ကစက်တက်တကြားနဲ့တုတ်တယ်ဖြုတ်တယ်အုပ်တယ်ဖောက်တယ်ဆိုတော့ဒါအမှန်ဘယ်တော့တော့ကျွန်တော်စစ်ကြောင်းတုံးပြီးနေနေရှင်းမလဲဆိုတာစောင့်ကြည့်ပေးမယ်အေးဒီကတော့ဂုံတော့ပြီး လုံးဝကုံတော့မှပဲတောင်တော့ကတတရရဟိုနဲ့အိုးစီဘုံအောင်နဲ့ဝယ်မလားတော့မသိဘူးလောလောဆယ်တော့ရခိုင်ပြည်ထဲမှာရှိနေတဲ့ A ဘက်ကိုဝယ်ဝယ် A ရလည်းပေါ်တာဆိုရင်အဲသူတို့စက်မှုတန်းခေါ်ကောင်းတဲ့ကောင်းတွေနဲ့သိတော်တော်များသိပြီးတော့ဟိုဘက်ကအာသာစီနဲ့ချက်သိ A ရတော့အခုတော်တော်များများရခိုင်မျိုးတုံးတော့မှတင်ပါလေဒီပုံစံဒီပုံစံဒီထောင်းမြတ်နိုင်အချိုးဒီပုံစံတိုင်းတုံးနေမှဆိုလို့ရှိရင်တော့အဲရခိုင်ပြည်သူပြည်သားတွေမျိုးတုံးတော့မှပုံစံရှိတယ် မျိုးတုံးလို့ရှိရင်တခါကလားတကောင်ထတော့တယ်မင်းတို့ကမျိုးမဆောင်တဲ့မျိုးဖောက်အောင်ပါဆိုလို့တော့ကြအေးရခိုင်တွေကမအေးတွေလည်းမျိုးပြန်ဖောက်အောင်ပါပုံစံမျိုးတွေဖြစ်သွားမှာတော်တော်ပြရိုက်တဲ့တပါဆိုလို့တော့မနာနဲ့မနာနဲ့အဲ့တော့အဲနားလဲဆိုလို့ရှိရင်အဲ့ဒီအေးကြောင့်လုံးအေးတွေပုံမှန်ရှိတယ်တရင်ပေးလိုက်ဒါဆိုရခိုင်မျိုးမပြောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရေဘွဲကလည်းပဲဘင်္ဂလားလီတွေနဲ့လည်းတိုက်ရတာတမျိုးအော်တန်းတော်ဘက်ကလည်းသူကစန့်ကျင်တာတမျိုးဆိုတော့နှစ်ဖက်တိုက်နေရတော့မျိုးပြောက်မှာ เนาะအဲ့တော့မျိုးမပြောက်ပါတော့လားတောင်းတော့ကိုဒါသူတို့အေးစူပန်းမှုရှိတဲ့နေရာတွေစကန်တွေတရင်ပြီးတဲ့ခါကျတောင်းတော့ကရှင်းနေပြီလို့ဆိုရင်တောင်းတော့ကဒီဘက်ကလီတွေကိုရှင်းလင်းလိုက်မယ်เนาะရှင်းလင်းလိုက်မယ်အဲ့တော့မျိုးမပြောက်ပုံတော့ကိုဘာလုပ်အောင်လဲဆိုတော့မျိုးပြောက်မှာကိုခဏလို့စိုးပြီးကြောက်အောင်အဲ့ဒီစိုးပြီးကြောက်တဲ့စိုးရင်ရမယ်ကြောက်ရမယ်အဲ့တော့မျိုးမပြောက်ဖို့တော့တောင်းတော့နဲ့တိုင်းပြည်နဲ့နိုင်ငံတော်နဲ့လက်တွဲဖို့လိုအပ်တယ်လို့ဒါကျွန်တော်အနေနဲ့ပြောချင်တယ်နောက်အဲ့ဒီလေးမျက်နှာမျိုးပါဆိုလို့ရှင်လည်းပဲတောင်းတော့ကအာဒါလေးမျက်နှာနဲ့အဆက်ပါဆက်ဆက်ယူလို့ပါညာဆိုဒီနေ့ပွဲတွေကဒုံးနေဖုံးနေတဲ့တောက်ကြဲတာတွေ့တယ်